ဆက်တကြိမ်မြောက်တာမန်တည်င်းဘက်ရဲ့အင်္ဂါနေ ရှမာတီဟူအေဝံဂေလိကျမ်းအခန်းကြီး9အခန်းငယ်43မှ48သင်နှင့်နိစ္စသောသူကို ချစ်လော့သင်ရန်သူကိုမုန်းလော့ဟူသောပညာစကားရှိသည်ကိုသင်တို့ကြားခဲ့ရလေပြီ သို့တော်သင်တို့အားငါဆိုသည်မှာသင်တို့၏ရန်သူတို့ကိုချစ်ကြလော့သင်တို့ကိုနှိမ့်ဆက်ညှင်းဆဲသောသူတို့အတွက် ဆူတောင်းပေးကြလော့တို့မသာတင်တို့သည်သို့သူနှင့်ကောင်းသူတို့အပေါ်၌မိမိနေကိုထွက်စေတော်မူ၍ဖြောင့်မတ်သူ မဖြောင့်မတ်သူတို့အပေါ်သို့မိုးကိုရွာစေတော်မူသောကောင်းငင်ဘုံ၌ရှိတော်မူသည်တင်တို့အဖအီတာသမီများဖြစ်ကြလိမ့်မည်အကြောင်းမူကားတင်တို့သည်မိမိတို့ဟာချစ်တော်သူများကိုသာချစ်ကြပါမူအဘယ်အကျိုးခံစားရမည်နီအခွန်ခံသောသူများပင်လျှင် ထိုနည်းတူပြုကြသည်မဟုတ်လောသင်တို့ညီကိုများကိုသာသင်တို့နှုတ်ဆက်ကြလင်သင်တို့သည်အခြားသူများထက်မိသည့်ထူးခြားချက်ကိုပြုသည်နီလူမျိုးခြားတို့ပင်လင်ထိုနည်းတူပြုမူကြသည်မဟုတ်လောထို့ကြောင့်ကောင်းဝင်ဘုံ၌ရှိသောသင်တို့၏အဖအသည်ကောင်းမွန်ပြည့်စုံတော်မူသည့်နည်းတူသင်တို့သည်လည်းကောင်းမွန်ပြည့်စုံခြင်းရှိကြလောဟုမိန်တော်မူ၏ ယေရှုခရစ်တော်သခင်မူမြတ်သောဧဝံဂေလိတရားတော်ပေတည်း Pray as relationship ဆုတောင်းခြင်းကိုအဆက်အသွယ်ပြုခြင်းဖြစ်နားလည်ခြင်းဒီနေ့နှိပ်စက်ညှဉ်းပန်းလာတဲ့လူများကို ပြန်လည်ဆုတောင်းခိုင်းလာတာကိုတွေ့ရပါတယ်ဆုတောင်းခြင်းကဏ္ဍခန်းကြီး6ကြရဲ့စတော်မှာလည်းပဲဖြစ်ပါတယ်ဒါကြောင့်ဒီနေ့မှလည်းကြိုပြောတဲ့သဘောရှိနေပါတယ် လက်ဆက်ညမန်းတဲ့သူဟိုရင်ခေခရိယံများရဲ့ရှေးဦးခေကတော့ရမတ်အင်ပါယာတို့တို့နားလဲသဘောပေါက်ထားပါတယ်ဟုတ်လဲဟုတ်ပါတယ်သူတို့ကနှိမ့်ဆက်ညမန်းတဲ့သူများအတွက်ကိုဆူတောင်းခိုင်းတဲ့သဘောလဲပါနေပါတယ်တမန်တျှောက်ခေအဆက်ဆက်တိုင်းမှာလည်းပဲဒီလိုပဲဖြစ်ပါတယ်ခရိယံများဟာသူတို့ကိုနှိမ့်ဆက်ညမန်းကြတဲ့သူများအတွက်ဆူတောင်းပေးခဲ့ကြတာကိုကျွန်တော်တို့တွေ့ရပါတယ်ဒါဟာတကယ်တော့အညံ့ခံမှု မတရားတာကို ငုံခံဖို့လူမှုတရားမျှတမှုရှုတော်ကနေတခင်သူကြည့်မယ်ဆိုရင်တခင်သူတုံ့တင်နေတယ်လို့ရှိပါတယ်။သို့တော်ဒီလိုမဟုတ်ပါဘူး။ဆုတောင်းပါဆိုတဲ့အရာက ကျွန်တော်တို့နားလည်ထားမှာကအဆက်အသွယ်ပြုပါဆိုတဲ့သဘောပဲဖြစ်ပါတယ်။ဘလူနဲ့အဆက်အသွယ်ပြုမလဲ။ခမိတော်နဲ့အဆက်အသွယ်ပြုမယ်။ခမိတော်နဲ့အဆက်အသွယ်ဟာဆုတောင်းခြင်းဟာအရာအားလုံးကို ပြောင်းလဲပေးနိုင်ပါတယ်။တရားမျှတမှုမရှိခြင်းနှိမ့်ဆက်ညှဉ်းပန်းခြင်း လက်ဆက်ညှိမ့်တဲ့သူများအဆုံးသတ်တာမတတ်တာထားပြိုကျတာမပြိုကျတာထားထုတောင်းခြင်းအဖြစ်ခရစ်ယာန်များဟာဘုရားသခင် ခမည်းတော်နဲ့အဆက်အသွယ်ရရှိလိုက်ပေပဲဖြစ်ပါတယ်ဒီအဆက်အသွယ်ဟာအရာအလုံးထက်တာလွန်ပါတယ်အရာအလုံးထက်ကြီးမြတ်ပါတယ်အရာအလုံးကိုလွှမ်းမိုးနိုင်ပါတယ်ပထမကြားမှကြားတယ်လို့ပဲစိန်ဘောဒါကိုပြောနေခြင်းဖြစ်ပါတယ်ဒုက္ခဆင်းခြင်းများဘယ်လိုပဲရှိရှိဒီဆုတောင်းခြင်းအဖြစ်ယုံကြည်ခြင်း၌ တို့ဟာအရာအားလုံးကိုပျော်ရှင်စွာခံထမ်းနိုင်ကြတယ်လို့ဆိုပါတယ်ဒီဆူတောင်းခြင်းဟာဖြစ်ပျက်နေတဲ့အရာများထက်မြင့်မြတ်တဲ့တာလုံးနဲ့ဒီအရာများအားလုံးကိုပြန်လဲပြီးတော့လွှမ်းမိုးနိုင်တယ်ဆိုတာကိုယုံကြည်ထားကြမှာလည်းပဲဖြစ်ပါတယ်ဒီအရာများအားလုံးခံစားနေရတဲ့အရာများအားလုံးကိုကိုခြင်းမစားတာမဟုတ်ပါဘူးသူကိုယ်တိုင်ခံထမ်းပါတယ်သူကိုယ်တိုင်ဘယ်လိုကြော်ဖြတ်ခဲ့လဲဆိုတာကိုပြန်လဲအတူယူဖို့လဲပြန်လဲနှိုးဆော်ပေးနေခြင်းလည်းပဲဖြစ်ပါတယ် ပထမကျမ်းမှာပြောထားတာလည်းပဲဒါလည်းဒါပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဆုတောင်းခြင်းဆိုတာဟာကျွန်တော်တို့လိုအပ်ရာတစ်ခုအတွက်တောင်းတယ်ဆိုတာထက်ဆုတောင်းခြင်းဆိုဒီမှာခမီးတော်နဲ့အဆက်အသွယ်ပြုလိုက်ခြင်းပဲဖြစ်ပါတယ်ဖခင်နဲ့အဆက်အသွယ်ရလိုက်ခြင်းပဲဖြစ်ပါတယ်ခမီးတော်နဲ့သားတော်ဆက်သွယ်မှုကြားရဲကိုကျွန်တော်တို့အတွက်နေရာပေးလိုက်ခြင်းလည်းပဲဖြစ်နေပါတယ်။ဒီလောက်ကြီးမြတ်တဲ့ဒီလောက်မြင့်မြတ်ခမ်းနားတဲ့ဒီလောက်စွမ်းအားကြီးတဲ့အရာမရှိတော့ပါဘူး။ခုန ကြားခဲ့တဲ့နှိမ့်ဆက်ညှဉ်းပန်းသူများမတရားပြုကျင့်သူများရဲ့စွမ်းအားထက်ကိုကြီးပါတယ်ခေတ်ဆက်ဆက်ကိုပြန်ကြည့်ရင်သိပါတယ်ခရီးရန်များတကယ်ယုံကြည်သူများဟာဒီနည်းနဲ့ပဲကြော်ဖြတ်ခဲ့တယ်ဆိုတာကိုပြန်လည်ပြီးနှလုံးသွင်းကြပါစို့ဆူတောင်းခြင်းရဲ့ခွန်အားကိုလည်းလျှော့မတွက်ပါနဲ့ဆူတောင်းခြင်းဟာအရာအားလုံးကိုပြောင်းလဲပေးနိုင်တယ်ဆိုတာကိုအမြဲယုံကြည်ကြပါစို့ဆူတောင်းခြင်းတသက်ဟာဖျားသခင်နဲ့အဆက်အသွယ်ရှိခြင်းဖြစ်လာခြင်းဖြစ်ပါတယ် ဆက်သွယ်ရလာတဲ့ဖျားသခင်ကြောင့်ပဲအရာအလုံးဟာ ပြောင်းလဲသွားရပါတော့တယ်တပည့်တော်တို့တနေ့တခြားဆုတောင်းတဲ့ရန်တင် जा ပြေတော်မူပါ